ထိုင်းနိုင်ငံကြွေပြားဆက်ယုံမိသားစုကလှူဒန်းထားတဲ့အလူငွေ23သိန်းကိုလိုအပ်တဲ့နေရာမှာလိုအပ်တာလေးတွေတွားရောက်လှူဒန်းဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေ23သိန်းကိုဝယ်ယူတဲ့မှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာ6ဘူးပါရေတန်ကတ်တကက်ကို4000နဲ့25ကက်က3သိန်းဖို့ပြင်12ဘူးပါတဲ့ရေတန်ကတ်34ကက်ပေါ့နော်9400တန်း34ကက်က3သိန်း8300နဲ့မှ600ကျွန်တော်ဗီဒီယိုမှာပြထားသလိုမျိုးမုံထုတ်2500တန်းအထုတ်120ဟာ5သိန်း 2800တန်းအိဇိုက်ခောက်ဆွဲပါ4ပါက3000နဲ့မှ8000ခောက်ဆွဲကြောက်ထုတ်10ရုပ်ပါ9000တန်း9ရုပ်က8000နဲ့မှ1000ဘဲနိုဘူးအစုံ6ဘူးပါက4800တန်းကတ်တရာက4000နဲ့မှ8000မိုးက62 3ချက်ကတစ်ချက်ကို2000ခွဲနဲ့8000ခွဲ55 55 3ချက်ကတစ်ချက်ကို48500နဲ့3000 4500နဲ့မှ900 55 78တစ်ချက်က9000နဲ့မှ6000ငါးတက်တာဘူးအသေး2000တန်းဘူးတရာက2000ဒါတော့နောက်တစ်ဆိုင် န်ရတစိမ့်မတူတဲ့ငါတက်တာဘူးပေါ့နော် 1600ရာ230နဲ့မှ9ဘူး3သိန်း8000နဲ့မှ6000တော့23သိန်းပြေဘူး9000နီးပါးလောက်ပဲလုံနေလို့ဒါရှန်ရင်ငပီလက်ဖက်တထုပ်တထောင်တန်း9ရွယ်9000ဘူးဝယ်ယူခဲ့ပါတယ်ကျွန်တော်အခုဗီဒီယိုမှာဝယ်ယူသွားတဲ့ပစ္စည်းတွေရဲ့တန်ဖိုးစုစုပေါင်းကတော့23သိန်းနဲ့မှ100ကျပ်ဖြစ်ပါတယ်ဗျာနော်ဒါထိုင်းနိုင်ငံကျွေးပြဆိုင်ုံမိသားစုကလှူဒါန်းတဲ့23သိန်းကိုကျွန်တော်တို့ဒါလိုအပ်တဲ့နေရာမှာသွားလှူဖို့အတွက်လိုအပ်တာလေးတွေဝယ်ယူတာလေးကိုမှတ်တမ်းလေးတိတိကျကျလေးရိုက်ကူးတင်ဆက်ပေးတာဖြစ်ပါတယ်ဗျာနော်ကျွန်တော်နောက်ဆုံးတင်ထားတဲ့အလူမှတ်တမ်းဗီဒီယိုပေါ့နော်6ရက်နေ့ နက်10နာရီခွဲထိရရှိထားတဲ့အလူငွေစုစုပေါင်းကတော့3,950 2,8960ဖြစ်ပါတယ်။ Brew Shop မှာပြောထားတဲ့23သိန်းကိုကြတော့ကျွန်တော်ဒီအလူငွေ3,500ကျော်တွေကိုထည့်မပေါင်းတော့ဘဲနဲ့တည်တံ့ဝယ်လာတာဖြစ်ပါတယ်။ဒီအလူငွေ3,500တွေကဝယ်တဲ့စင်းလေးကိုလည်းကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားပါအောင်မယ်ဗျာ။ဟော့ဖျာတစ်ချက်ကို13,800ရန်အချက်တရာကတော့73သိန်းနဲ့မှ8000ပါ။ခေါင်းကတော့1900တန်းအလုံး150 2800တန်းနဲ့မှ9000ပါ2600တန်းတန်း ရှစ်ပေပတ်လည်မိုးကတဲ90ရတော့တိန်တရာနဲ့မှာ30မိသားစုရဲ့ခြံောင်း16000နဲ့အလုံးတရာက16သိန်း KB ဇပေးအကောင့်ထဲကနေငွေသားလိုအပ်လို့ငွေသားတိန်တရာထုတ်တာကတသိန်းနဲ့မှာ2000ကျပါတယ်မိုးကလှူတဲ့နေရာတွေမှာမိုးကတွေပါခြီးဖို့အတွက်ကြိုးရယ်ပစ္စည်းတွေပါထုတ်ဖို့ဖို့အတွက်68အိတ်လို့64အိတ်လို့ရယ်ဝယ်တာက18000နဲ့မှာ400အန်ဒီကွာ slide mini တွေပေါ့နော် စားနှစ်သိန်းရေပေါ့နော်ဒါကျွန်တော်တို့ပေါ့နော်ရှေ့ရက်ဒီမှာလည်းသမီးနေဟင်းတွေချက်ပြီးတော့ပေါ့နော်လိုက်ပြီးတော့ဝင်းခပေးနေရရှိပါတယ်ဒါနေ့စဉ်ပေါ့နော်သမီးနေဟင်းတွေ900သား900သားချက်ပြုတ်နေကြမှာဒီနေ့က700သားနဲ့အားဆုံးနော်900သားမဟုတ်800ဒီနေ့800เนาะ700သားနဲ့ဒီနေ့ကို800ဒီနေ့ကို800 800ကြီးပဲပေါ့နော်ချက်ပြုတ်နေကြတာပေါ့နော်ကျွန်တော်တို့က900 900ပဲသွားပြီးတော့နှစ်ခွေခွဲဝေတာဆိုတော့ကျွန်တော်တို့က900ပဲလိုက်ဝင်းခပေးတာဆိုတော့900လို့ထင်တာပေါ့နော်အဲ့တော့800 800ချက်နေတယ်ဒါဟင်းချက်တဲ့ဖွဲချက်တဲ့ပြုတ်တဲ့နေမှာသုံးလို့ရအောင်မီးရယ်အဲ့လိုရတဲ့နေရာမှာအသုံးပြုလို့ရအောင်ငွေသား2သိန်းရေတူတန်းပေးရဖြစ်ပါတယ်ဗျာနော် ဒီလိုပြန်มาလေအလူရှင်ရဲ့ကိုစားဖွင့်ရတာတမီးရဲ့စူပေါင်းလူလေးပါနော်ဟုတ်ပါဘူးအညိုလည်းပြန်မနေကြ ਈ ဟုတ်ကဲ့အတန်ညိုဝင်နေတယ်မထွက်တော့ထွက်တော့ဒါတော့စေးပစ္စည်းအစုံ10သိန်းဘိုးဖြစ်ပါတယ်ဗျာနော်ကိုနေပါမယ်ပတ်တီလေးတွေပါမယ်စေဝါအစုံပါမယ်တော်တော်လေးကိုစုံစုံလေးနေပါပါတယ်ဗျာနော်အဲဆေးကုမ္ပဏီကအမားတယောက်ပေါ့နော်မန္တလေးအသည့်အမားတယောက်ကိုချိတ်ဆက်အကူအညီတောင်းပြီးတော့သူ့ရဲ့ဆက်သွယ်နဲ့မှားယူလိုက်တာဖြစ်ပါတယ်အဲလိုဝဲတဲ့နေရာတွေကိုလှူရမ်းပြမယ်ဆိုပြီးတော့ကျွန်တော်တို့မှားယူလိုက်တာပေါ့နော်မှားလိုက်တာတော့နည်းလေးကြာပြီပေါ့နော်အဓိကကလည်း ရန်ကုန်ကနေမှာလိုက်တာဆိုတော့တင်လိုက်တဲ့ကားပေါ့နော်လမ်းကျောအဆင်မပြေမှုဘာညာကြောင့်မလို့ဒါကြားထဲမှာပေါ့နော်အအကြောင်းမျိုးမျိုးသောအကြောင်းအကြောင်းလေးအကြောင်းမလို့ကြန့်ကြာသွားခဲ့ပြီးတော့ဒီနေ့မှာရောက်လာခဲ့တာဖြစ်ပါတယ်အဲ့တော့စေးတွေကတချို့နေရာမှာလည်းမလိုအပ်တော့တချို့နေရာမှာလည်းလိုအပ်သေးတယ်ပေါ့နော်အဲ့တော့လိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့တေချာစုံစမ်းမေးမြန်းပြီးတော့ပေါ့နော်အာဒီစေးတွေကလည်းကျွန်တော်လည်းအကုန်လုံးလည်းမသိဘူးဆိုတော့ဗောနော်တိတဲ့သူတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့လိုအပ်တဲ့နေရာတွေရောက်ရှိအောင်ဒီစေးပစ္စည်းအစုံလည်းကျွန်တော်တို့လှူဒန်းပေးသွားပါမယ်ဗျာနော်ဒါစေးပစ္စည်းအစုံ၁၀သိန်းဘူးဖြစ်ပါတယ်ဗျာနော် တချို့ပစ္စည်းတွေသွားဝယ်တာကတော့ကျွန်တော်ဆိုင်ငယ်နဲ့သွားဝယ်တာပေါ့နော်ဆိုင်ငယ်နဲ့ဝယ်စုပြီးတော့မှတည်ဖို့အတွက်ကားခေါ်တာဖြစ်ပါတယ်ကျွန်တော်ဆိုင်ငယ်စီဘိုးတွေပါလုံးဝထည့်ထားခြင်းမရှိပါဘူးပစ္စည်းတွေတည်ယူဖို့အတွက်ပေါ့နော်ကားလိုအဲ့လိုကားလေးငှားလိုက်ရတာလေးကားငါးကတသိန်းကုန်ကျသွားပါသေးတယ်ဗျာရန်ကုန်ကနေပို့တဲ့ပစ္စည်းတွေကတော့ကျွန်တော်ဆိုင်တီအရောက်ရောက်လာအောင်ပေါ့နော်ကူညီပေးတဲ့အမားတွေရှိပါတယ်ကားတွေလည်းစီစဉ်ပေးတဲ့အမားတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ဖြာဖို့ကနေစပြီးတော့ကျွန်တော်ပြောသွားတဲ့အဲဒီဝယ်ယူတဲ့ပစ္စည်းတွေအစုစုပေါင်းကုန်ကျစရိတ်ကတော့သိန်း 100ရက်နဲ့မှာ80 9000တိန်း2000နဲ့မှာ400ဖြစ်ပါတယ်ဗျာနော်6ရက်နဲ့မနက်10နာရီခွဲတည်းရရှိထားတဲ့အလူငွေ3950 2389960ရာနေပြီးတော့အခုလှူဖို့အတွက်ပစ္စည်းဝယ်တာတွေအာဒီငွေသားလှူဒန်းတာတွေစုစုပေါင်းသိန်း180 9000တိန်း2400နှုတ်လိုက်တဲ့အချိန်မှာတော့သိန်း385 3000 8560ကျန်ရှိပါသေးတယ်ဒါတွေကတော့ညပိုင်းမှာပစ္စည်းတွေထုတ်ပို့နေကြတာပါဆေးပစ္စည်းတွေကိုလည်းဒါမသိလို့ပေါ့နော်အဲတိတဲ့အမားတယောက်ကိုဖိယူကောခေါ်ပြီးတော့ဒါဆေးတွေမင်းမြန်းပြီးတော့ထုတ်ပို့နေကြတာဖြစ်ပါတယ် တယ်ဒီစေးပစ္စည်းနဲ့ပတ်သက်ပြီးတော့ကုညီပေးတဲ့အမှောက်ကိုလည်းကျေးဇူးတင်ပါတယ်အာလောင်ရွာဘက်ကဖုံးကျောင်း၅ချောင်းစာအတွက်ကိုဒါလှူဒန်းပေးဖို့အတွက်ထုတ်ပို့နေကြတာဖြစ်ပါတယ်ကိုသက်ထွန်းနဲ့အဖွဲ့ရန်ကုန်ကနေပြီးတော့လှူဒန်းပေးခဲ့တဲ့ပစ္စည်းတွေကိုလည်းဒီထဲမှာကျွန်တော်တို့ဒါမီးလုံးတွေလိုချင်းစေးတက်စားတို့တွေပေါင်းထည့်ထားပါတယ်ဆက်အိတ်တွေပါလည်းပေါင်းပြီးတော့ထည့်ထားပါတယ်ဗျာနော်မြင့်ငယ်ဘက်ကိုလိုအပ်တဲ့ပစ္စည်းလေးတွေတွားရောက်ဝယ်ယူရင်းနဲ့မြင့်ငယ်ကမြင့်စတိုးဆန်ကနေပြီးတော့လည်းအလူငွေတသိန်းလှူဒန်းလိုက်ပါသေးတယ်ဗျာသိန်း385သိန်း8560ကို ရင့်ငယ်ကမြင်းစတိုးကလှူဒန်းလိုက်တဲ့တသိန်းနဲ့ပေါင်းလိုက်တော့သိန်း380 6,8560ဖြစ်ပါတယ်။ဒါအလူငွေရရှိတာတော့6ရက်နေ့လေးလပိုင်း6ရက်နေ့မနက်10:00နာရီခွဲထိအလူရှင်စင်းပဲကျွန်တော်ပြောပြရပါသေးတယ်။6ရက်နေ့မနက်10:00နာရီခွဲရဲ့နောက်ပိုင်းမှာဝင်ထားတဲ့အလူငွေတွေ9ရက်နေ့အလူငွေတွေအလူရှင်စင်းတွေကိုတော့ကျွန်တော်နောက်မှဗီဒီယိုလေးတက်တက်လုပ်ပြီးတော့မှတ်တမ်းဗီဒီယိုလေးဒါစင်စရာတိတိကျကျနဲ့ထပ်ပြီးတော့တင်ပေးသွားပါမယ်ဗျာနော်။အဲ့တော့ဒီနေ့ဗီဒီယိုလေးကလည်းအားလုံးရှင်းရှင်းလင်းလင်း အဲတရှိပြီးတော့မြင်တွေ့သွားလိမ့်မယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ်ကျွန်တော်အကောင်းဆုံးရှင်းရှင်းလင်းလင်းနဲ့တိတိကျကျသေချာလေးစီစဉ်ဆောင်ရွက်ပေးထားပါတယ်ဗျာနော်ပြီးတော့ကျွန်တော်တို့ဒါဒီနေ့ဆိုလို့ရှိရင်အာလောင်ရဘက်ကိုသွားပါပေါ့နော်ဒီမှာဖြာတွေပါတယ်ဆိုလို့ရှိရင်လည်းဖြာလိုအပ်ဖြာလိုအပ်တဲ့နေရာဖြာဗျာခေါင်းလိုအပ်တဲ့နေရာဆိုခေါင်းပေါ့နော်ကျွန်တော်ဒီမှာဒါဖော့ဖြာတွေပါနော်အဖေပြအချက်တရပါကျွန်တော်ဝယ်တဲ့စင်းနေအားလုံးပြပြပြီးတော့ပါပြီအဲဒီ ship pay ပတ်လဲမိုးကတဲတွေကတော့ကျွန်တော်ဒီနေ့ညနေပိုင်းလောက်ကိုရောက်မှာပါပြီးတော့ကျွဲဆက်ကန်ကားခွင့်မှာရောက်ရှိနေတဲ့ပစ္စည်းတွေလည်းရှိပါတယ်ကျွန်တော်တို့စောင်းနေတို့ အမိုးကားလေးတို့မှားထားရရှိပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီဆောင်းဘိုးတွေမိုးကားလေးပို့ရတော့ကျွန်တော်မထည့်ထားသေးပါဘူးရှစ်ပေပက်လေတဲဘိုးတွေပါသွားပြီမိုးကားတဲဘိုးတွေပါသွားပြီဒီဖြာဘိုးတွေပါသွားပါပြီကျွန်တော်တိတိကျကျတခြားလေးပြောပြပေးထားပါတယ်မိုးကားတဲရောက်လာရင်လည်းကျွန်တော်စီစဉ်ဆောင်ရွက်တဲ့မှတ်တမ်းတွေကိုအားလုံးအများကြီးအောင်တင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ